ားလုံးပဲမင်္ဂလာပါခင်ဗျာ Story Mindset YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့ဇမငင်းနဲ့ဇမအကြောင်းကိုဖတ်ပြတင်ဆက်ပေးကြပါလိမ့်ခင်ဗျာအားဆင်ပြေကြပါမယ်ဆိုရဲအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေဇမငင်းနဲ့ဇမညောင်ကန်သာရွာသားလေးတွတ်နေဟာငယ်စဉ်ကတည်းကကျောင်းစာကိုစိတ်မဝင်စားပဲကျောင်းပြေးက လေးကွာတလန်းနဲ့တောဆက်မှာ ငပြက်ထွက်လို့ထွက်ကြောကြက်တွေကိုကြော်ခွန်းနဲ့ထောင်ဖမ်းလို့ဖမ်းအဲ့ဒီလိုအာကုသို့အမှုတွေနဲ့ပဲပျော်မွေ့နေသူဖြစ်တယ်။ဒီနေ့မှာတော့သူ့ရဲ့ကြော်ခွန်းမှာတော့ကြက်ဖတ်တကောင်ကိုမိပါတော့တယ်။ဟာတော့ကြက်ဖတ်ကြီးကတကယ်တိုက်ကြက်ကြီးလို့ပါလား။အတက်တွေလည်းခြုံများလို့ဒီကောင်ကြီးကိုငါရဲ့တိမ်မြန်နဲ့ခွက်လက်ချတိုက်ကြည့်ရမယ်။ဒီလိုနဲ့တွက်နေဟာခြေနှစ်ဖက်ကြိုးနဲ့တုတ်ချပြီး တောချက်ဖကြီးကိုအိမ်စီယူလာခဲ့ပါတယ်။တွနီဟာသူ့မွေးထားတဲ့ချက်ဖကြီးတိမ်မြန်နဲ့တိုက်ကြည်ကနေမှာတောချက်ဖကြီးရဲ့မျက်လုံးနှလုံးကိုတန်ကြုံနဲ့ထိုးဖောက်ဖိတ်တော့တယ်။တောချက်ဖကြီးဟာ နာကျင်လုံးလုံးဒကုံလုံးတစ်ဆက်ဆက်တုံနေပြီးမြက်တွင်းနေတဲ့ကနေသွေးတွေအဆက်မပြတ်စီးကြနေတော့တယ်။ဟွန်းဒီကောင်ကြီးမျက်လုံးမမြင်မှငါရဲ့တိမ်မြန်တက်တာမယ်။ဒီကောင်ကြီးက ပြီးရင်တက်စာရမယ်ကောင်။ဒိမ်မြန်ကိုတော့လက်သက်မွေးထားတာမို့အထီးခံလို့မဖြစ်ဘူး။အဲဒီနောက်တွန့်နီဟာတော့ချက်ဖကြီးကိုဒိမ်ပြန်နဲ့လိုက်တော်တယ်။ချလိုက်စမ်းကွာဒိမ်ပြန်။ဒါမှမင်းတိုက်ပွဲဝင်တဲ့အလေးအကျင့်ရသွားမှာ။ဒိမ်ပြန်ဟာအတောင်ပိုင်းကိုတဖြည်းဖြည်းခတ်ခါမန်အပြင်းနဲ့ဖြစ်ကျွေးလိုက်တယ်။မြက်တွဲတွေကနေတွဲတွေစည်းကြနေတဲ့တော့ချက်ဖဟာလည်းရှိတဲ့မန်နဲ့ စူစီးပြီးအားကြမခံဖြစ်ကြွေးရှာတယ်။ခဏအတွင်းမှာပဲတိမ်မြန်ဟာတော့ချက်ဖကိုတရဇက်ခွပါတော့တယ်။မျက်လုံးမမြင်ရတော့တဲ့တော့ချက်ဖဟာပြန်ခွရှာပေမဲ့သူ့ရဲ့ခွချက်တွေဟာတလွဲတချော်ဖြစ်နေတော့တယ်။ပွဲဟာတစ်ဖက်တပါပဲ။တော့ချက်ဖကြီးဟာလဲဆင်းပြီးခံနေရရှာတယ်။အသာစီးရနေတဲ့တိမ်မြန်ကလည်းမညာတန်းဖိခွတ်တော့ရ။အချိန်မှာတော့ တိမ်မြန်ရဲ့ခြုံမြရတဲ့အတက်ဟာတောကြဖရဲ့ရှင်ကိုစူးဝန်သွားပြီးတောကြဖဟာမြေပြင်ပေါ်လဲကျတိတ်ဆုံးသွားရှာတော့တယ်။ကောင်းလိုက်တဲ့ခွချက်ကွာတိမ်မြန်ဖေသားကြီးဒါမှဖေသားကြီးကွာဒီလိုနဲ့တွက်နေဟာပညာကိုကောင်းစွာမသင်ပဲအလေလိုက်နေတဲ့အတွက်မိဘတွေက ကြောင်ထုတ်လိုက်ရတယ်။တွက်နေလဲအယတမထရေတမစက်တမဘဝနဲ့ပဲ ကြည်ပြင်းလာတော့တယ်။မိဘကလည်းပြောမရဆိုမရတော့လွတ်ထားလိုက်ကြတော့တယ်။တွန်နီဟာထေကိုမူးနေအောင်တောက်ပြီးကြက်ကောင်ရင်ခေါ်မှာပိုက်ခါအကြက်ကလှဲ့လို့ကြက်တိုင်နေတော့တယ်။ဒီနေ့မှာတော့မူးမြေကဘာအနီးပုဂ္ဂိုလ်ပင်အရေးအောက်မှာတဖက်ရွာကကြက်သမားတွေနဲ့ချိန်ပြီးကြက်တိုက်ကြရာအချီမှာတဖက်ကြက်က55 55ခေါ်လိုက်တဲ့အတွက်တွန်နီရဲ့ကြက်ဘာမထီဟာ ဖက်ချက်ရဲ့တက်တီပြီးမျက်လုံးတစ်ဖက်ကန်းသွားတော့တယ်။ဟာငါချက်ထိသွားပြီ။တော်ပြီတော်ပြီ။သူနေဟာသူ့ချက်အတွက်ဇောနဲ့ချက်ကိုပြေးကောက်လိုက်စဉ်မန်တက်နေတဲ့တစ်ဖက်ချက်ကခုံပြန်ပြီးခွတ်ထဲလိုက်ရာဘာမထီကိုမထီပဲဘာမထီရဲ့အရှင်သခင်သူ့နေရဲ့မျက်လုံးနှလုံးစလုံးကိုအတက်ဆူးသွားတော့တယ်။ဟာသူ့နေကိုထိသွားပါလား။အမလေးလောက်ကြပါဦး။ ငါမျက်လုံးဘာမှမမြင်ရတော့တို့နေတယောက်ပြင်းထန်တဲ့ဝေဒနာခံစားရပြီး အမောင်ကျသွားစင်ပါပဲဟာရဲတွေလာပြီဟာပြေးပြေးဟေ့ကျသမားတွေတယောက်မှမပြေးနဲ့တော့ဟာရဲတွေလာပြီဆိုပါလားငါလည်းပြေးမှာကျဝိုင်းကလူအလုံးဟာ ခြေဦးတရထွက်ပြေးကြသလိုတို့နေလဲလူအော်တန်နေနဲ့ဝေးရစီရန်တန်ပြီးစွပြေးတော့ရလူဟာ ဇောင်းနှလားတဲ့ကဗျံစီပြေးမိပြီးကဘာဆောင်ကြီးနဲ့ခြေလွတ်လွတ်ပြုတ်ကြရာကဘာသာအောင်ကတင်ငုံနဲ့ရင်ဘက်ပြေးဆောင်ပြီးတင်ငုံကြီးကရင်ဘက်ထဲတစို့ထိုးသလိုစူးဝင်က မရှိမလားပေပွဲဝင်သွားတော့တယ်။ဒါဟာတစ်ချိန်လုံးကတော့ချက်ဖားကိုမျိုးလုံးနှလုံးထိုးပေါက်ခဲ့ပြီး သူ့ကျက်နဲ့တိုက်ခိုင်းရမှာတော့ချက်ဖားခမညာရင်ဘက်မှာအတက်ဆူးတေကြရတဲ့ဝတ်ကြွေးကြောင့်တွန့်နေဟာ တပြန်တလဲဝကြွေးပြန်ခံရတာပါပဲဝကြွေးကျမဆိုတာဘလောက်ကြောက်စရာကောင်းတယ်လဲဝဆိုတာဒီဘဝမှာလဲချက်ချင်းလဲတတ်ပါတယ်ဒါကြောင့်ဝက်လိုက်မဲ့မကောင်းမှုတွေကိုရှောင်ကြရအောင်ပါခင်ဗျာဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတကယ်လို့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင်ဗီဒီယိုလေးကို like နှစ်ခဲ့ပြီး channel လေးကို subscribe လုပ်သွားပေးဖို့ တောင်းဆိုပါရစေအားလုံးပဲစိတ်ချမ်းသာကိုကျန်းမာကြပါစေခင်ဗျာ